ဒုညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ click ပေါင်းနဲ့တော်လန်ကြည့်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာတော့ Ilya Aryan ဘက်ရေးသားတဲ့ The Fall of Berisa ကိုဆရာမြတ်တန်းတဲ့ဘာသာပြန်ဆိုထားတဲ့ Parija ဆုံးခန်းစာအုပ်တတိယအတွဲအခန်း89ဖြစ်ပါတယ်ကဲစလိုက်အောင်တက်ဆာသည်ကော်ဒိုပြောပွဲစာရုံတွင်စပိန်တန်အမတ်နှင့်နေလေစွာစာရန်ချိန်ထားသည်စပိန်တန်အမတ်နှင့်စကားပြောရမည်မှာတိတ်အဆင်ပြေမည်ဟုမထင်တို့ရရင်ရတာရှိသည့်ကော်ဒိုအစားတောင်းနှင့်ထိုပြောပွဲစာရုံကနမိတ်ကျော်ဝိုင်ရက်ကြောင့် ိတ်မချမ်းသာစရာတို့ကိုမေ့ပျောက်၍ရနိုင်ကောင်းပါ၏။တရင်တစ်ပတ်လုံးတက်ဆာစိတ်မချမ်းမသာဖြစ်ခဲ့ရသည်။အစိုးရအဖွဲ့ဝင်အခြားဝင်ကြီးများမရောက်ခင်နှစ်ရက်လောက်ကြိုးရောက်ခဲ့သည်။တူဝါမျိုးတို့ဆော့ဆော့ကြိုးရောက်သဖြင့်နေရာထိုင်ခင်းကောင်းကောင်းလေးရလိုက်ခြင်းဖြစ်သည်။နောက်ရောက်လာမည့်ဝင်ကြီးများမှာအိုးမဲ့အိမ်မဲ့များလိုအင်ရှာလိုက်ရသည်မှာအမောတူဝါမျိုးကိုလည်းရန်သူကဘုံကျဲထားသည်။ဝင်ကြီးချုပ်ရေနော်ကအမေရိကန်သမ္မတရူးစ်ဖဲထံခြေနံရိုက်ရုံမှာပါအခြားဘာမျှလုပ်တတ်ဟန်မတူ ကျွန်တော်တို့ဝင်ကြီးချုပ်လည်း UB သတင်းဌာနရဲ့အထူးသတင်းထောက်ကြီးဖြစ်မှန်းမသိဖြစ်နေပြီဗျတဆာကွက်ရရင်လှောင်သည်ဖျို့ပြဲဖြစ်နေလိုက်ပုံမှာစုပ်ပွဲရမရှိတော့တမရာကြီး Roosevelt ထံရိုက်သည့်ဂျိန်းနန်းတစ်ဆောင်မှာဂျိန်းနန်းရုံတွေတ냐လုံးအိမ်နေသည်ဂျာမန်တို့ကတနေ့ကိုကီလိုမီတာ90နှုန်းဖြင့်ချီတက်လာနေကြသည်တဆာသည် Bridge ကိုမကြာခဏသွားတွေ့သည်တို့ရရင် Bridge မျက်နှာကခတ်မှိုင်မှိုင်စကားမပြောချင်သည်နဲ့သူမိမကအာယုံကြောအားနဲ့ကကြောင်ကနန်းဖြစ်နေသည်ဟုပြောသည် မတွေ့ချင်၍တမင်သက်သက်အကြောင်းပြခြင်းဖြစ်မည်။တကယ်ကြောင်ကလန်းဖြစ်တဲ့သည်မှာသူ့မိမမဟုတ်သူ့ကိုယ်တိုင်ဖြစ်တဲ့နေပြီ။လာပဲတယောက်သာလျင်ရွှွှင်ပြပြရှိသည်။လယ်စည်းဖြူကသရုပ်သားလယ်စည်းနှင့်တူနေသည်။တို့ရရင် လာပဲရလဲတက်ဆာကိုတိတ်ရေးမလို့။ကျန်ဝင်ကြီးများကဝင်ကြီးကျယ်ရင်းတော့ရုံထိုင်နေသည့်ရဲတိုက်ကြီးထဲမှာမြုပ်ဘတ်သူပြာကြီးပြာရနဲ့ထွက်လာကြသည်။မြို့ထဲတွင်သူတို့ပစ္စည်းတွေကြောက်ရှာကုန်ပြီ။ကျွန်တော်တို့ဘယ်တော့ပြောင်းမလဲဝင်ကြီး။အတွင်းဝင်များကမေးသည်ကိုပင် ကောင်းကောင်းပြန်မဖြေနိုင်။လက်ကောက်သာရမ်းပြနိုင်တော့သည်။ ဝင်ကြီးအဖွဲ့အစည်းအဝေးတွင်ဂျာမန်နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ရန်တက်ဆာကအဆိုတင်သွင်းသည်ဝင်ကြီးချုပ်ရင်းနော့ကစီကန်းချက်တွေကဘယ်လိုလာမယ်မှမသိတာကျွန်တော်သဘောကတော့တမရရူးစ်ပဲစီကပြန်ကြားချက်ကိုစောင့်ကြည့်နေတယ်မင်တဲကတက်ဆာကိုစိုက်ကြည့်လိုက်သည့်အခါတွင်တက်ဆာသည်မျက်လုံးများကိုတခြားသို့လွှဲလိုက်သည်တက်ဆာဆိုသည့်လူသည်သူသာအကျိုးရှိမည်ဆိုလျှင်ဘာမဆိုလုပ်မည်သူတစ္ဆပေါက်မင်တဲဆိုသည့်သူကမိုက်တီမိုက်ကန်လုပ်မည်သူတက်ဆာကိုတစ္ဆပေါက်တရားဟုယူဆသည်မင်တဲကလူတစ်ယောက်ကိုမုံမည်ဆိုလျှင် ထိုလူဤနာရေးကြောင့်ညာကိုမကြခင်တွေ့ရတော်မူတာမှတ်ဒါလောက်ကိုကလေးများပင်သိနေကြပြီမျက်နာဟိုကကြောက်เสียသွေးမရှိဆွဲချမျက်နာမျိုးတော်ပါသေးဤအချိန်မီအကူညီရောက်လာသည်ဗိုလ်ချုပ်ပီကကအရေးကြီးသောကိစ္စရှိသဖြင့်ဝင်ကြီးအဖွဲ့အစည်းဝေသို့တက်ခွင့်ပြုရန်တောင်းဆိုသည်ခါတိုင်းအင်ဒရီတတိမတိတွေဖြင့်နေတတ်သည့်ပီကသည်အင်ဒရီပင်မဆောင်နိုင်တော့အထိတ်တလန့်ဖြစ်နေသည်စကားကိုပင်ပြောင်းမပြောနိုင်ပီကရင်သွားတစ်ချောင်းမှမရှိတော့သည်ဟုတက်စာရုတ်တရက်သတိထားလိုက်မိသည် ဒီလူဘယ်တော့မှသွားရီကျိုးနေပါလိမ့်တဆာသည်သူပြောသည့်စကားများကိုကောင်းကောင်းနားမလဲသည်ပြီးကစကားကိုဇက်တိုက်ပြောနေသည်ဟုတ်တယ်ကွန်မြူနတီတွေကတပုံထအောင်ရပြီခုတလေချိုးတွေကအဲလီစိန်းနန်းတော်ကြီးကိုတင်ထားကြတယ်လေပြီးတော့တမျိုးလုံးနဲ့မိတယ်လောင်းလို့တဆာသည်အလန်တကြားဖြင့်မျက်လုံးများကိုမှိတ်လိုက်သည်ဘုံကိုလည်းမကြောက်ကြည်စံကိုလည်းမကြောက်တုံမန်းအဖြစ်အဖမ်းခံရသည်ဟုပင်အရေးကြီးသည်ဟုမထင်တုံမန်းဘွားဆိုသည်မှာကြောက်စရာကောင်းသည်မှန်သည်တို့ရရင်ဂျာမန်လူမျိုးများသည်ယဉ်ကျေးသည့်လူမျိုး သူ့လိုဝင်ကြီးတယောက်ကိုရာဇဝဲကောင်တကောင်လိုတော့ဆက်ဆံမည်ဟုမထင်ကွန်မြူနစ်တို့ကမူသူကြောက်သည်တမီးဒင်းနီစ်နဲ့စကားပြောပြီးသည့်နောက်တွင်ကွန်မြူနစ်တို့ကသူ့ကိုမုံချောင်းတက်စာရိတ်မိသည်သူတို့သာအာဏာရလျင်သူ့ကိုကားစင်တင်မိမဟုတ်ချထို့မြမကပြင်သစ်ပြည်လည်းကန်ဆုံးမှုမောင်ကြရတော်မည်ဂျာမန်တို့ပါရီသို့ဝင်သည့်နေ့သည်ပြင်သစ်တမျိုးသားလုံးအတွက်ခြေကွဲပွေနေ၏ဖြစ်သည်တို့ရရင်ညီတို့ဆိုစီဂျာမန်တို့သည်ကွန်မြူနစ်များထက်တော်ကောင်းမည်အမှန်ဂျာမန်တို့သည်သူတို့၏စကြအလံကြီးကို အလီဇေးနန်းတော်ပေါ်တွင်လှင့်ထူကောင်းလှင့်ထူကြလိမ့်မည်တို့ရရင်နန်းတော်ကိုမူလက်ဖြားနှင်ပင်တွ့မည်မဟုတ်ကွန်မြူနစ်များကမူထို့သောမဟုတ်1882ခုနှစ်ပါရီဘုံအဖွဲ့တော်ကလုပ်ခဲ့သလိုအားလုံးကိုမိတင်ရှို့ကြလိမ့်မည်ယခုပင်မြို့တော်အနှံ့ပြားတွင်မိတွေစရှို့နေကြပြီမဟုတ်လားဒီကောင်တွေတည်ယူတန်လေအဟိတ်ဒိဋ္ဌံလေမင်းတဲမှာပါရီမြို့နှင့်ယခုတိုင်ဆက်သွယ်ရနေစေနိုင်ဝက်လောက်ကြာတွင်မင်းတဲကပါရီမြို့မှာစီကံဥပဒေခုတိုင်ရှိနေသေးတယ်ဆိုပြီးကြေညာသည် ်ပြီးကသူ့အဆိုငင်းဆန်ရန်ကြိုးစားသေးသည်နောက်ဆုံးနေမှာကျင်းတ်သည့်အပြုံဖြင့်ဟုတ်ပါလိမ့်မယ်ပါရီမြို့ဆောင်တမှုဘူဂျုတ်တင်စာကျွန်တော်မိတ်ဆွေကြီးပါပဲတက်မတော်မှာအတော်ဆုံးခေါင်းဆောင်တယောက်ဆိုရင်လည်းမမားပါဘူးရန်သူကိုလက်နက်ကင်ခုခံဖို့တွေးထိုးလှုပ်ဆော်သူများကိုပြတ်တက်ဖို့အမိန်ပေးလိုက်ပါပြီဆိုပြီးပြောသည်တဆာကမူကျွန်တော်တို့အစိုးရဖွဲ့အနေနဲ့တူဝါပြောင်းမှုကောင်းပြီဗျဆိုပြီးမကြခဏပြောသည်ဂျာမန်တို့ကနောက်ထပ်ကီလိုမီတာ90ခန့်တက်လာကြပြန်သည်နေမင်းကကြက်ကြက်တောက်ပူလျက် ဇူလိုင်လ14ရက်လွတ်လပ်ရေးနေ့ဖြစ်သည်14နံပါတ်သည်သူ့အဖို့ကမ္မကောင်းသည့်နေ့ဟုတက်စာတပတ်လုံးဆွဲခဲ့သည်သူဇနီးတဲ့သည်14ရက်နေ့တွင်ဆုံးခဲ့သည်မဟုတ်လောစပိန်ညက်ဆိုင်သို့စပိန်ညက်သွားစဉ်ပါရီယိုဂျာမန်တို့တိမ့်လိုက်ပြီးဆိုသည့်တဲ့ရင်ကိုကြားရသည်တိမ့်မြေကိုတီးပြီးသားဘေးရင်မေးเสียမလို့တို့ရရင်နားနှင့်ဆက်ဆက်ကြားလိုက်ရသည့်ခါ၌ဟာဒုက္ခပဲဆိုပြီးအော်လိုက်မိသည်စပိန်ညက်ဆရာကတော်တော်မျက်နှာရေးထဲမှာစပိန်ညက်တဲ့လူကလာသေးတယ်ဆိုပြီးအော်လှလိုက်သည် ်ဒီစပင်ညှက်သမားသည်ကွန်မြူနစ်တယောက်ပင်ဖြစ်ရမည်မနက်ပိုင်းတွင်တက်ဆာသည်ဘော်ဒိုးသို့လာခဲ့သည်ဘော်ဒိုးသို့တမန်နေ့ကပင်ရောက်ခဲ့သည်သည်တို့ရတွင်နှစ်ပေါင်း100လောက်ကြာသွားပြီဟုထင်ရသည်ရက်တွေနေ့တွေရောပင်သူသတိမထားမိတော့မှတ်လဲမမှတ်မိတော့ဂျာမန်တို့ကဆက်လက်ချီတက်စေလွန်ရီမြကန်းသို့ရောက်ကြပြီပါရီတွင်ကြံရစ်ခဲ့ကြသည်လူများသည်မြေမျှကန်ကောင်းလိုက်ကြသည်သူတို့အဖို့တော့အေးသွားပြီဂျာမန်လက်အောက်ရောက်သွားပြီဒီမှာတော့စဉ်းစားရတော့ဆုံးဖြတ်ချက်တွေချရမည် အင်္ဂလိပ်နိုင်ငံကိုခြားချီရလဲသူတို့အစိုးရအဖွဲ့ကိုအကြက်ကင်နေသည်ဒီကောတို့ကလည်းဘော်ဒိုးတို့ရောက်နေပြီဟုသတင်းဖြစ်နေသည်ဒီကောသည်ကွန်မြူနစ်များနဲ့အဆက်အသွယ်များရှိသည်ရောမဆိုနိုင်ဘော်ဒိုးတွင်တင်မောကျင့်အလုပ်သမားတွေရှိသည်ထို့သူများသည်အန်ရည်ရှိသူများဟု ခရိုင်ရာဇွဲဝင်ကသတင်းပို့ထားသည်ဝန်ကြီးချုပ်ရင်းတော်ကိုဖြုတ်ချမှဖြစ်တော်မူတို့ရရင်တမရပီရုံကခက်ဆိုင်ဆိုင်ဖြစ်နေသည်မဖြုတ်ချင်းဘာမှလည်းမကြမ်းတတ်ထိုင်ပြီးငိုနေုံသာလှုပ်တတ်သည်ဒီချိန်သည်မျက်ရည်ကျရမည့်အချိန်မဟုတ် ပြပြတသားရရဲ့ရင်ရင်လောက်ရမည်အချိန်ဘရီဂျိုးဟာစပိန်တန်အမတ်နှင့်တွေ့၍စကားပြောရန်တက်ဆာကိုခိုင်းနာသည်မြည်သည့်စည်းကမ်းချက်မျိုးဖြင့်လက်နက်ချရမည်နည်းဟုဘာလင်ကိုစုံစမ်းခိုင်းရန်ဖြစ်သည်စပိန်တန်အမတ်နှင့်စကားပြော၍ပြေလည်ဖို့ရည်ကြည်သည်အရာရာသည်ထိုချက်ပေါ်တွင်တည်နေသည်ဟုဘရီဂျိုးဟာပြောသည်တက်ဆာသည်သူ့ကိုတာဝန်ပေးသဖြင့်ဝမ်းသာသည်တပြိုင်တည်းတွင်စိတ်ညစ်သည်တက်ဆာကစပိန်တန်အမတ်ကိုမျက်နှာချိုသွေးသည်ပြက်လုံးကလေးတွေထုတ်ပြီးကြည်တောင်းကြိုးစားသည် စပိန်တမ်မကြီးကဘော်ရိုနယ်ဝိုင်းရက်ကောင်းကြောင်ချီးမွမ်းသည့်အခါတွင်တက်ဆာကတမ်မကြီးတို့ရဲ့ရိုင်ဟိုဂျာရက်ကိုလည်းကျွန်တော်မြည်းစမ်းကြည့်ဘူးပဲဗျကျွန်တော်တို့ရဲ့အကောင်းဆုံးပြင်သစ်ရက်တွေထက်မညံ့ပါဘူးတက်ဆာကတပြင်းတစ်ချက်ကိုချလိုက်ရင်အမ်တမ်မကြီးတို့တိုင်းပြည်မှာမော်ကွန်းထိုးလောက်တဲ့အဖြစ်ပြက်ကြီးတွေဖြစ်ပွားနေတော့ကကျွန်တော်သားဆလမန်ကာမှာပြင်သစ်ကောင်စင်ဝင်လေတမ်မကြီးတို့ရဲ့ဖာလန်ချစ်ပါတီဝင်နေလဲဆိုရင်တိတ်ခင်တာဗောဗကြုတ်ဖရန်ကိုလည်းတတ်နိုင်တယ်လို့ထောက်ခံခဲ့တာဗောခုသူရော မရှိတော့ဘူးဗျ community တွေကတက်ပြစ်လိုက်ကြပြီကြကြော်စားပြီးဒီနောက်တွင်တက်စားသည်အလုတ်ကိစ္စကိုစပြောသည်ဘာလင်ကမြည်သည့်စီကံချက်မျိုးကိုလိုချင်သည်။စပိန်တမတ်ကပထမတွင်ခေါဝါဝါဖြစ်သည်အသေးစိတ်များကိုဆွေးနွေး၍အကျိုးမထူကြောင်းနှစ်ဖက်အပြန်အလှန်နားလည်ကြဖို့လိုကြောင်းတစ်တစ်ကြီးအားအကျိုးနှင့်အဆက်ကွဲဖြစ်ရန်ဂျာမန်တို့ကဆန္ဒမရှိကြောင်းစပိန်တမတ်ကြီးကအသေးစိတ်ဆိုသည့်ကိစ္စများကိုစတင်ပြောသည့်အခါတွင်မူကားတက်စားကြောချမ်းသွားသည်ဒါပေမဲ့ဒါရီတိတ်အရေးကြီးပြောဖို့မလိုပါဘူးတမတ်ကြီးကပြောသည် တချို့အချက်ကလေးတွေကိုတော့နှစ်ဖက်ညှိပြီးတော့ပြင်လို့ရနိုင်ပါတယ်ကျွန်တော်ဆက်ဆော့ကပြောသလိုပေါ့ဗျာအရေးကြီးဆုံးကတော့ဟန်လုံမနေကြဘဲနဲ့နှစ်ဖက်အဆက်အသွယ်လုပ်ကြဖို့ပဲဗျဝင်ကြီးတို့ပြင်သစ်ရေတက်ကတတော်အရေးကြီးတဲ့အခမ်းအပါနေတယ်အာနာအပ်လိုက်တဲ့အခါမှာမာရှယ်ပေရင်းဟာသူ့လူတွေကိုသူထိန်းနိုင်ပါမလားလို့ဗာလင်ဘက်ကတန်တရားဖြစ်နေတယ်အထူးသဖြင့်မော်လိုကိုနဲ့ဆီးရီးယားမှာကျင့်သုံးနေတဲ့ဝင်ကြီးတို့အစိုးရရဲ့မယိုးသားတဲ့သဘောထားတချို့အတွက်စိုးရိမ်မကင်ဖြစ်နေတယ်လေ။ဒါကတော့အထင်လွဲတာတသက်ပဲဖြစ်လိမ့်မယ်ထင်ပါတယ်ဗျာ။ ပြီးတော့လဲမရှိပေတဲ့ဟာတိုင်းပြည်ကိုကောင်းကောင်းထိနိုင်ပါတယ်။သူထက်ဩဇာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့တော်တော်ရှားပါလိမ့်မယ်ဗျ။ဟာဒီလိုဆိုရင်တော့ကောင်းတာဗောဗျအတိုင်းထက်အလွန်ဗောဒီနေရချက်တဲ့အမညက်အရက်ကတော်တော်လေးကိုကောင်းတာပဲနော်စပိန်တန်မတ်နေစကားပြောပြီးနောက်တက်ဆာသည်ဘရီဂျူးစီတို့လာခဲ့သည်ဂျာမန်ကောင်တွေယူးနေပြီဗျသူတို့တောင်းနေတောင်းဆိုချက်မျိုးရာဇဝင်မှာတစ်ခါမှမကြဘူးရှင်းရှင်းပြောမယ်ဗျာတော်တော်ကိုတစ်ဖက်သက်ကြပြီးတော့ရှက်စရာကောင်းတယ်ဟုတ်တယ်ခုတော့ဝင်ကြီးချုပ်ရင်းတော်မှန်တယ်လို့လူတော်ဖြစ်နေပြီ မာဒါဂါစကာကျွန်းကနေပြီးတော့ပြန်တိုက်တာကောင်းနိုင်မယ်ထင်တယ်။ဂျာမန်တို့ကြီးစီးကံအောင်ကြားရသည့်ခါတွင်ဘရီဂျူးသည်ဘာမှအံ့ဩခြင်းမဖြစ်ထိုခါကျမှတက်ဆာစိတ်ငြိမ်သွားသည်။အင်းအေးဆေးဆေးစဉ်းစားကြည့်သေးတာဗောလေ။အဲ့ခါကျရင်လည်းဒီလောက်ကြောက်စရာကောင်းချင်မှကောင်းမှာပါ။ကျွန်တော်တဘောကတော့စီးကံချက်တွေကိုချက်ချင်းလူသိရှင်ကြာမကြင်ညာသိမ့်ဘူးလို့ထင်တာပဲ။စာချက်ကိုလက်မှတ်ထိုးပြီးတော့အေးဆေးဆေးကြာမှထုတ်ပြန်ကြင်ညာတာဗောလေ။တော့မဟုတ်ရင်ကွန်မြူနတီတွေကဒါကိုအခွင့်ကောင်းယူပြီးတော့လူတို့ကိုလွတ်စော်လာလိမ့်မယ်။ကွန်မြူနတီတွေကမလုပ်ရင်လည်းဒီကောကလုပ်လိမ့်မယ်။ စကားမဆက်ဒီကောင်ကလည်းဘော်တုံးမှာရောက်နေရဲဆိုပါလားဒီလူဒီကိုလာပြီးတော့ဘာကြီးလုပ်နေတယ်လဲမသိဘူးအဲအခုတလောတော့တော်တော်လေးအရေးကြီးတယ်ဗျဒီနောက်ဆိုရင်တော့ပုံမှန်အချိန်မျိုးပြန်ရောက်သွားမှာပါထိုနေ့ညနေရင်ဝင်ကြီးချုပ်ရင်းတော့နှုတ်ထွက်သွားသည်နောက်စိုးရောင်မရှယ်ပေတင်းကခေါင်းဆောင်ရွေးဖွဲ့သည်တဆာကမရှယ်ပေတင်းကိုချီးကျူးနှုတ်ဆက်သည်မရှယ်ကဖိုးကြီးကိုအတန်မျိုးဖြင့်ဂျေဇူးတင်တယ်ဂျေဇူးတင်တယ်ဟုဆိုသည်ထိုနေ့ညတကောင်ကျော်ရင်တဆာသည်ဂျော်လီယော့အားအစိုးရဖွဲ့ဝင်ဝင်ကြီးတမားကြီးစီးရင်ကိုနှုတ်မှရွတ်ပြနေသည် ။အရက်ပူပူခတ်ဖိုင်ဖိုင်သတင်းစာစရာဂျူလီယော့သည်ဘော်ဒိုးတို့ပြောင်းလာကဘဝတဲ့သတင်းစာကိုစာမျက်နှာနည်းနည်းနဲ့ထုတ်နေသည်။ခုအစိုးရပြောင်းလဲရတော့ထုံနှက်စင်လာနိုင်ကြီးဖြစ်တော့မဟုတ်ဘူးဗျ။ဝင်ကြီးဖွဲ့စည်းရုံမာရှယ်ပေတင်းကိုတိုင်ဆွဲပြီးတော့တင်လိုက်တာပဲ။လွှတ်တော်တွေဘာတွေမှာအတီးပြုတ်နေချိန်များဟုတ်လေ။အေးလေဒါတော့ဘဲတက်နိုင်မလဲ။အချိန်လေးရတမျိုးကိုခုကြုတ်လို့ဖြစ်နေပုံကစပြေးဒုက္ခတဲ့အစိုးရပုံ။ဂျာမန်ကဘာစီကန့်ချက်တွေတင်တောင်းလို့လဲဗျ။ဂျိုလီယော့ကမေးသည်။ဒါတော့ကြုတ်ခုမပြောနိုင်သေးဘူး။ဒါကနိုင်ငံတော်လှုပ်ဝက်ချက် အဲတခုတော့ပြောနိုင်တာရှိတယ်။သူတို့တောင်းတဲ့စီကံချက်တွေဟာကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါနဲ့ညီညွတ်တဲ့စီကံချက်တွေပါ။ဒီလိုမဟုတ်ရင်မာရှယ်ကြီးကလည်းဘယ်စဉ်းစားမလဲဗျာ။ဂျိုလီယော့ကမယုံသိငါဟန်ဖြင့်မျက်လုံးတစ်ဖက်ကိုမေ့ထားလိုက်သည်။ဂုံတိတ်ခါဆိုတာကြိုက်တယ်လို့ပုံစံသွင်းယူလို့ရတဲ့ရောင်းကုန်ပစ္စည်းပဲဝင်ကြည့်။ကျွန်တော်သိချင်တာကတခုတည်းရဲ့။ဂျာမန်တွေကိုကျွန်တော်တို့တိုင်ပြူလာခွင့်ပြုမှာလားမပြုဘူးလားဆိုတာပဲ။ခုကျွန်တော်မှဈေးပေါ်ပေါ်နဲ့ပုံနှိပ်ဆက်တလုံးတွေ့ထားတယ်။ပြီးတော့မတော်ကားပေါ်မှာကြီးအနေနဲ့မနေနိုင်ဘူး။ဒီကောင်တွေဒီလိုမလာဘူးဆိုရင် အိမ်တို့စက်တို့ရာလုံးရာခိုင်ဝယ်ထားလိုက်ခြင်းလေဗျခင်ဗျားဒီမှာအခြေဆိုင်ဖို့စိတ်ကူးပေါ့ဘော်တို့ဟာဒုတိယမြို့တော့ဖြစ်လာမှာပဲနိုင်ရီတွေကလရီလို့ကုန်ခဲ့လာကြည့်ဂျာမန်တို့ကလည်းအကြောင်းမပြန်ရှေ့တို့သာဆက်၍ချီတက်နေသည်တက်ဆာမှာရန်သူတိမ့်သွားသည့်မြို့များကိုမြေပုံပေါ်တွင်ခဲတံပြပြင်မှတ်ရသည်ရလေအမောအော်လီယွန်ရှားဘော့ရီဒီနီရွန်စတုထမြောက်နေတွင်မူမြေပုံကိုခောက်ထားလိုက်ရန်တက်ဆာအမိန်ပေးလိုက်သည်ကျုပ်တို့လက်ထဲမှာဘယ်မြို့လောက်ရှိလဲဆိုတာပဲပြောတော့ဗျာ အတွင်းဝင်ပြောလိုက်သည်ရှော့တင်ဟာတက်ဆာကိုကန့်ကွက်သည်ဂျာမန်နေကကျုပ်တို့ကိုလဲထိုးကျင်တာဗျသူတို့တောင်းလဲစီကန့်ချက်တွေကိုလဲကြီးအောင်လေထိုးချင်းထိုးရင်ခမမိတ်ဆွေကြီး grandet ရောက်ပဲထိုးမှာဒါပေမဲ့ तू ကလည်းပါရီမှာကြံနေခဲ့တယ်နေစားမအောင်ဗျ grandet ကကျုပ်မိတ်ဆွေဘယ်တော့မှဖြစ်ခဲ့ဘူးလို့လဲတက်ဆာစိတ်ဆိုးဆိုးပြန်ပြန်ဟောသည်ကျုပ်ကလက်နက်ချအញ្ញန်းခံဖို့တိုက်တွန်းနေရလဲမဟုတ်ဘူးဗျဂုံတိတ်ခါရှိတဲ့ညဉ့်ညဉ့်ရေးစာချုပ်ကိုပြောနေတာဒါတဘာဝမကြောက်ဘူးလားတကယ်လိုအပ်ရင်အကြီးရထီးအောင်ရှောင်ပြီးတော့ပြန်တိုက်မယ်အဲ့ဒါကိုသိလား ဘာပီနန်ကနေပြီးတော့ပြန်တိုက်မယ်ဆိုရင်လည်းဖြစ်တာပဲတဆာသည်ဂျာမန်တို့ကိုပြန်တိုက်ရန်စဉ်စားစားပြုတ်လာသည်မြေပုံကြီးကိုကြည့်သည်ဗိုလ်ချုပ်လီရီတော်နှင့်ဆွေးနွေးသည်တက်မတော်ကြီးရည်လေးတသားပေါင်းတို့စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခြင်းမပြုရသေးဘူးတိုက်ပွဲဟာဆက်ရှိနေသေးတယ်ကျုပ်တို့တိုင်းပြည်ရဲ့ဂုံတိုက်ခါကိုမဟာမိတ်တပ်များနဲ့အတူမြေပြင်မှာတော်လကောင်းရေးပြင်မှာတော်လကောင်းဝေးဟင်မှာတော်လကောင်းခုခံကာကွယ်ကြရလိမ့်မယ်တိုင်းပြည်တို့အတန်လှည့်လိုက်သည်ခေါင်းကိုက်သည်ဖြင့်လေကောင်းလေတန်းရှူရန် ညနေရင်လမ်းလျှောက်ထွက်လာခဲ့ကြသည်ကာနာတွင်လုံသမားအချို့ဟာသူ့ကိုမြင်၍မှတ်မိသွားကြပြီးသစ္စာပေါက်တွေကိုဘာဖြစ်လို့အရှင်ထားရမှာလဲဓာတ်တိုင်ကကျိုးဆွဲချပြီးတော့တိုက်ရင်ကောင်းတယ်ဆိုပြီးတော့ဝိုင်းအော်ကြသည်တက်ဆာသည်ကျောင်းရတက္စီတစည်းပေါ်တို့တက်ကလုံကြုံရသူပြေးခဲ့ရသည်ကားပေါ်ရောက်သည့်တိုင်လုံကြုံသည်ဟုမထင်ပူလောင်အိုက်ဆက်နေသည့်တိုင်ကားပြင်ပေါက်များကိုဆွဲပိတ်လိုက်သည်တက္စီသမားကိုဘရီဂျူးအိမ်သို့မောင်းခိုင်းလိုက်သည်ရှော့တင်ရဲ့ကျုပ်တို့ကိုကြောက်ချနေပြန်ပြီမြို့ကျုပ်တို့ကိုအာဖရိကရိုဘယ်တို့သွားပြီးအဲ့ဒီကနေခံချဖို့ပြောနေတယ် ချာချီကျောက်တို့ကိုကစားနေတယ်လို့ခုလည်းကျောက်တို့ကိုကစားနေပြန်တယ်။ရှော့တင်းဆိုတဲ့လူကပတ်စံအောင်မြင်ဟင်အင်းလိုဘယ်တော့ငင်းမှုလို့လဲ။စတာဖစ်စကီငွေလိမ်မှုတော့ကြည်ပါလား။ကျောက်ထင်တော့ဂျာမန်တောင်းဆိုချက်တွေကိုလက်ခံမှုကောင်းတယ်လို့ထင်တာပဲ။နှုံမောင်ရဲ့သဘုံထားပြီးတော့မဲမဲကာလာကြီးစိုက်လိုက်မယ်။ဂျာမန်တို့ကအเจ้าမပြန်သေးပဲချိန်ဆွဲနေကြသည်။ထို့တော့တွင်ဂျာမန်တပ်များသည်ဘော်ဒိုမြို့ဘက်သို့ခြိတက်လာနေကြပြီ။မနက်ဝေလီဝေလင်းတွင်တပ်ဆသည်ပောက်ကွဲတံများကြောင့်အိမ်ယာမှာနိုးလာခဲ့သည်။ဂျာမန်ဘုံးကျဲလေယာဉ်များက မြို့ပေါ်တွင်နိမ့်နိမ့်ကလေးဝဲနေကြသည်တနအီခန့်ကြတွင်တေကြည်တန်ရာရသူ900ရှိသည်ဟုသိရသည်စိတ်ယုံသူသွား၍လူနာများကိုအားပေးရအောင်မည်တန်ရာရသည်ကလေးများ၏မြင်ကွင်းနှင့်ဤတာနန်ရသူ့ကိုဖုံးသွားသည်ကျုပ်တို့ဟာဂျာမန်နီစီကိုကျင်းနှံ့နေပို့တယ်သူတို့ဟာကျုပ်တို့စီကိုဘုံနေပြန်ပို့တယ်ဗျာတက်စာညီးသည်ထို့စဉ်ဘော်ဒိုမြို့တော်ကိုမကွေးရောက်လာပြီးမြို့မနာအောင်အစိုးရဖွဲ့ပြောင်းပေးသင့်သည်ဟုလာပြောသည်ထို့နောက်တွင်မူတစ်မျိုးလုံးလှုပ်လှုပ်ရွရွဖြစ်လာသည် တဆာသည်ထိုနေ့တနေ့လုံးစပိန်တန်အမတ်ကြီးနှင့်တွေ့နေသည်ညနေပိုင်းတွင်မူတဆာကခက်ကြွကြွအဖြစ်ဂျိုလီယော့အားလူတွေစိတ်အေးစရာသတင်းကလေးရေးမယ်ဆိုရင်တော့ရေးနိုင်ပြီပြို့ဂျာမန်တွေကမြို့ကိုမှဲ့တပေါက်မဆုံးစေရပါဘူးလို့မာရှယ်အီကိုကတိပေးလိုက်ပြီနောက်တနေ့နနက်တွင်ဂျိုလီယော့ကိုပြောလိုက်မိသည့်စကားများအတွက်နောင်တရနေသည်ထိတ်လန့်တုန်လှုပ်လျက်ရှိသောစစ်ပြေးဒုက္ခသည်များသည်အရက်လေးမျက်နှာမှနေ၍မြို့ထဲသို့ရောက်လာကြသည်လမ်းမတွင်မော်တော်ကားမောင်းရေပဲမရတော့ပမုတ်ဆိုင်တွင်မုတ်ဝယ်မရတော့ လူလူများကအိမ်များတွေတွင်မနေရဲကြတော့ပဲပန်းချံများကွက်လက်များတဲ့သူဆင်းအိတ်ကြသည်လူတွေအိတ်เสียမှရှိသဖြင့်ပန်းချံကွက်လက်များတဲ့တွင်အိတ်ကြရသည်ဒေါ်တိုင်အောင်စစ်ပြေးဒုက္ခတွေတွေကတဖွဲဖွဲရောက်လာနေတော့တဆာကခရံရဆွေးဝန်ခေါ်လှက်လိုက်သည်နောက်ထပ်စစ်ပြေးဒုက္ခတွေတွေကိုမြို့ထဲကိုဝင်ခွင့်မပေးနဲ့တော့သူတို့ဆက်ပြီးတော့ဝင်ခွင့်ပြုနေရင်ကျုပ်တို့ပါအားလုံးကြောပြီးတော့ဒုက္ခရောက်ကုန်လိမ့်မယ်တောင်ဝင်ကြတဲ့ပလိတ်တွေကိုလည်းမောင်းပြန်တဲ့နယ်တွေထုတ်ပေးထားလိုက်ပါစစ်တပ်ကိုကြည်အားကိုးနေလို့မဖြစ်ဘူးစစ်တပ်ကလည်းစိတ်သက်တော်တော်ကြာနေပြီ သူတို့ကတော့မြို့ထဲကိုဝင်ခွင့်ပြုနေမှာပဲဒုက္ခတွေရောဂျာမန်စစ်သားရောကွန်မြူနစ်ကိုခွဲနေမှာလည်းမဟုတ်ဘူးတူဝမြို့တွင်ဂျာမန်တို့ကိုခံတိုက်နေသည်ဟုကြားရသည့်ခါတွင်တပ်စာအကြီးအကျယ်ဒေါပွားနေသည်ညီမြယူသွတ်လိုက်ကြသည်။ဟစ်တလာကိုဒေါပွားအောင်စိတ်ဆိုးအောင်လုပ်နေသည်နှင့်တူနေပြီသို့ဖြင့်တပ်စာ၏အကြံပေးချက်အရပြည်သက်ဆိုရကပြည်သက်မြို့များအားလုံးကိုဟင်းလင်းဖွင့်ထားသည့်မြို့များဖြင့်ကြီးညာလိုက်တော်သည်တပ်စာသည်ရေဒီယိုမှနေ၍မိကုံးတစ်ခုအတန်းလွှင့်သည်ကျွန်တော်တို့ရန်သူများဟာ ရရောသဘောထားကြီးလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်။ပြည်သက်လူမျိုးဟာအမြဲတမ်းလက်တွေ့ကြတဲ့လူမျိုးဖြစ်တယ်။ကျွန်တော်တို့ဟာအမှန်တရားကိုရရဲ့ကြီးကြည်ရတယ်။တကယ်လို့ကျွန်တော်တို့ရဲ့ဓာတ်ကိုဓာတ်အိမ်ကပြန်ပြီးတော့ထည့်ထားလိုက်ရသည့်တိုင်စိတ်ဓာတ်အရာတော့အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်မျိုးဖြစ်တယ်ဆိုတာကြုတ်ကြင်ညာလိုက်တယ်။ဒါပေမဲ့လလောဆယ်မှာတော့တင်ကားကြီးတွေဟာစိတ်ဓာတ်ထက်အားကောင်းနေသေးတယ်။မော့မော့ဖြင့်ထိုင်ချလိုက်သည်။ညနာပေါ်သို့ချွေးသည့်ချေပေါက်ကြီးတွေစီးကြလာသည်။ထိုစဉ်တက်ဆာအခန်းသို့ wise ရောက်လာသည် ့ကိုအကြောင်းမကြားခွင်တောင်းခြင်းမပြုဘဲနဲ့ wise ကိုအဘဲကြောင့်ဝင်ခွင့်ပြုလိုက်ကြသည်။မိမိသည်ဝင်ကြီးတယောက်ဘော်ဒိုမြို့သည် ပြင်သစ်ပြည်ယာယီမြို့တော်ဖြစ်နေသည်ဆိုသည့်ချက်ကိုမေ့များသွားကြပြီလော။ wise ကစာရက်စာလမ်းကိုထိုးပေးသည်။ဝင်ကြီးလက်မှတ်ထိုးဝေးပါ။ဘာလက်မှတ်ထိုးရမှာလဲ။လေရင်မောင်းသမားတော်တော်များများကအင်္ဂလန်ပြည်သို့သွားချင်နေကြသည်။သူတို့ကိုအင်္ဂလန်မသွားအောင်တားရမည်။လေရင်တက်စီတွေကိုထုတ်မပေးနိုင်။ထိုအမိန့်ကိုလက်မှတ်ထိုးဝေးပါဟု wise ကပြောသည်။ဒါကကျုံနေပါဆိုင်လို့လေဗျ။ ကျုပ်ဝင်ကြီးဌာနလက်အောက်မှာမဟုတ်တာ။ဗိုလ်ချုပ်ကိုသွားပြီးတော့လက်မှတ်ထိုးခိုင်းမော့။မလို့ဓမ္မအပြုံး wise မျက်နှာပေါ်တွင်လှစ်ခနဲတွေ့လိုက်ရသည်။အရေးရှိရင်ဗိုလ်ချုပ်ကိုရှာလို့မရတော့ဘူးဗျ။ကိစ္စအရေးတကြီးဖြစ်နေတယ်။ထုံနှံ့စင်လာအဆောင်အယောင်တွေကိုတိတ်အသေးမကင်ထားစေချင်ဒီချိန်မှာဝင်ကြီးဌာနတစိုက်တွေကတိတ်ရေးမကြည့်ပါဘူး။ပြင်သစ်လေနေကအင်္ဂလန်ကိုမောင်းယူသွားရင်ဂျာမန်တွေရောက်လာတဲ့ခါကျတော့စီးရင်တိုင်းမရလို့ဒေါပွားမယ်လေ။အဲ့ဒီခါကျရင်ဒီလေနေကိုဘသူသွားခွင့်ပေးလိုက်တာလဲဘာလဲလို့မေးလိုက်ခတ်မယ်လေ။ ဝင်ကြီးတာဝင်ပဲနားလည်တယ်မဟုတ်လားတစ်စပေါ့စပိုင်းတရှိုးဟု wise ကိုအော်ဟစ်မောင်းနှင်ထုတ်ပြလိုက်ခြင်းသည်တော်ရရင်ချုပ်တီးထားလိုက်သည်ဇဝေဇွာဖြင့် wise ကိုငေးကြည့်နေသည်ထို့နောက်အိတ်ထဲရဖောင်တိန်ကိုဆွဲထုတ်လိုက်သည်မျက်လုံးများကိုမှေးကာစာရွက်ပေါ်တွင်လက်မှတ်ထိုးပေးလိုက်သည် wise ကရင်ကျေးစွာကျေးဇူးစကားဆို၍ထွက်သွားသည်အခန်း88တူဝမျိုးဟာဂျာမန်တို့ကိုအလျှော့မပေးဘဲကြံ့ကြံ့ခံနေသည် မြို့ထဲရှိကျင်သစ်တပ်များကဂျာမန်တို့တိစောက်သည့်တရားများကိုနှစ်ကြိမ်တိုင်ဖျက်ဆီးပစ်လိုက်ကြသည်ဂျာမန်များသည်တလက်လက်စီးစင်နေသည့်လွန်ရည်မြစ်နှင့်မြစ်တစ်ဖက်ကမ်းမှအိမ်မိုးပြပြများကိုတအံ့တအောဖြင့်ငေးကြည့်နေကြသည်ပွိုင်တိုးမြို့နှင့်ထုံမတဆင်တောင်ဘက်သို့ဖျက်ဆင်းလိုလျင်တူဝါမြို့ကိုဖျက်ရမည်ယခုတူဝါမြို့ဟာမမျှော်လင့်မဲကြံ့ကြံ့ခံနေသည်ကိုတွေ့ရသည့်ခါတွင်ဂျာမန်တို့ဒေါသထွက်နေကြသည်စာတပ်ပေတပ်ဖြစ်ကြောင်းကြွားကျင်သည့်ဂျာမန်ဗိုလ်ချုပ်တယောက်ကပြင်သစ်တရာဒီမြို့ကိုခံတိုက်နေမှာဘောကွာ ဒီမျိုးဟာတို့ရဲ့စာရေးဆရာကြီးဗားဇက်မွေးတဲ့မျိုးကိုဆိုပြီးတော့ကြွားသည်စစ်စစ်ကျင့်သစ်မျိုးများအားလုံးသည်ဟင်းလင်းဖွင့်ထားသည့်မျိုးများဖြစ်သည်ဟုအစိုးရကိုယ်တိုင်ကကြေညာပြီးပြီယခုဒီမျိုးဟာဘားကြောင့်စီးပိတ်ခုခံနေရသည်နည်းမျိုးတော်ဝင်ဟာဂျာမန်တို့ကိုခံတိုက်ရန်မျိုးသူမျိုးသားများအားမြစ်တာရက်ခံထားသောကြောင့်ဖြစ်သည်ဟုဆိုကြသည်မျိုးသူမျိုးသားများ၏ရဲရင့်မှုကိုမြင်ရသည့်အခါတွင်စစ်သားတွေအားအရှက်ရလာကသူတို့လည်းမဆုတ်တော့ပဲမြို့သူမြို့သားများနဲ့အတူခံတိုက်နေကြသည်ဟုကြားရသည်။ဂျာမန်တို့၏ပထမဆုံးသောတိုက်စစ်ကို စေယုံရှိလူမမာများကခုခံတွန်းလှန်လိုက်ကြသည်ဟုကြားရသည်မြို့သူမြို့သားများကဝိုင်းရက်စိန်သည့်နေတိုက်ခန်းများထဲမှရက်စီများထဲတွင် ပုံအောင်နေကြရာထိုမြေတိုက်ခန်းများထဲတွင်အမျိုးမျိုးပြောနေကြလေသည်တရဲများကိုတက်မကြီးတွေလောက်ပြောနေကြသည်ဘယ်ကလာမှမသိသည့်အမြောက်ဆန်များကြောင့်ဂျာမန်တင်ကားတွေပြက်ကုန်ကြသည်ဟုပြောသူကလည်းပြောကြသေးသည် တူဝမြို့သည်ဘယ်လက်နက်ဘယ်အင်အားဖြင့်ဒီမြကြကြခံနေသည်ကိုမြေသူမှတေချာမပြောနိုင်ဟုတ်သည်လူတိုင်းထိထိပြပြဖြစ်သည့်ကာလမျိုးမှာပဲ ပြည်သိပ်ပြည်တွင်ရဲရင်သည့်လူလူများနှင့်ရဲရင်သည့်မြို့များရှိခဲ့ကြသည်စင်စစ်တူဝါမြို့တွေတွင်ဘာမှအင်အားမရှိတည်ရင်နှရင်ဒရာရနေသည့်စစ်သားအနေငယ်ပထမကဘာစစ်ကြီးတုန်းကစစ်သားဟောင်းကြီးများဖြစ်ခဲ့ကြသည်အဖိုးကြီးများနှင့်စစ်မှုထမ်းသာမရောက်သေး၍အပြင်တွင်ကြံရစ်ခဲ့ရသည့်တငယ်ကလေးများကခုခံတိုက်ခိုက်နေကြသာဖြစ်သည်တူဝါမြို့ကိုတိုက်ခိုက်သူများတွေတွင်ပါလီမန်လွှတ်တော်အမတ်ဂျူကိန်းလည်းပါသည်စစ်သားများကသူ့ကိုအဖိုးကြီးဟုခေါ်ကြသည် လွန်ခဲ့သည့်နှစ်များတွင်၌ဂျူကိန်းမှာများစွာအိုစာရင့်ရော်သွားခဲ့လိမ့်မည်။သူမျှော်လင့်ဆောက်စားခဲ့သည့်ယာများသည်အတုအယောင်မျှတာဖြစ်သည်ကိုသဘောပေါက်ခဲ့ပြီးသူသည်မျက်စိကန်းနေသူမဟုတ်။ဒါကြောင့်သူ့အမားကိုသူပြန်မြင်ခဲ့သည်။စာအုပ်များထဲတွင်သူတွေ့ဘူးခဲ့သည့်ရှေးဟောင်းပြင်သစ်ပြည်ကြီးကိုကိုကျိုးမဖတ်သောလူလူများသွေးဖြင့်ပြန်လည်ထူထောင်နိုင်လိမ့်မည်ဟုကြိတ်၍မျှော်မှန်းလျက်ရှိသည်။ဒူဝါမျိုးကိုကာကွယ်ရခြင်းသည်ဖျားသခင်ထံမှရသည်။နောက်ဆုံးလက်ဆောင်ဟုသူယူဆသည်။လွန်ခဲ့သည့်နှစ်ပေါင်း35နှစ်တုန်းကဂျူကိန်းက သူစာပေမိတ်ဆွေများ၏အဲ့ခံပွဲတစ်ခုသို့ရောက်သွားမှုသည်ထိုစဉ်က "तू ကမျက်နှာငယ်လူအနေငယ်ဘဝသူနေရကြီးတွေကခက်ခက်ကလေရင်မောင်းသမားတို့ဖြစ်ရန်စိတ်ကူးရင်နေစေ"အဲ့ခံပွဲတွင်ကြပြားစရာချားသိကေရကြပြားတပုတ်ကိုရွတ်သည်တရားစစ်တွင်ငါလျင်မယွန့်အသက်စွန်လေအတုံးရှိကြမသေးပါခဲ့ကြပြားစရာပေခဲ့သည်နောင်တွင်မန်းတိုက်ပွဲဟုထင်ရှားလာသည့်တိုက်ပွဲပထမဆုံးနေ့ကြာသွားခဲ့သည်နောင်တွင်အောင်ပွဲရမည်မရမည်ကိုသူမသိစုတ်ခွာလာရခြင်း ကတောင်းကနေဖြစ်နေချိန်တွင်ကြာဆုံးခဲ့ရခြင်းဖြစ်သည်စင်စဲသူသည်ပါရီယိုခုခံကာကွယ်ရင်ကြာဆုံးသွားရခြင်းဖြစ်သည်ယခုပြင်သစ်သည်နိုင်မီဂျာမန်လက်အောက်သို့ရောက်ခဲ့ရသည့်ကာလများတုန်းကဂျူကိန်းသည်ထိုကြပြကလေးကိုခဏခဏယွတ်သည်စိတ်ပြက်လာလျင်ပေဂိကြပြကလေးသည်သူ့အဖို့အားစီတစ်ခွန်းနှင့်ဘော်ဒိုးတွင်ဘာဖြစ်နေသည်ကိုသူမစင်စားပင်မန်းနွမ်းနယ်လျက်တဝုံဝုံကြာရောက်ပောက်ကွဲနေသည့်အမြောက်တံများကြောင့်ညာပေါင်းများစွာမိတ်ခဲ့ရသည့်အတိုင်းအောင်ကိုအောင်ရမည်ဟုယုံကြည်နေစေ။ ်ဒီတိုက်ပွဲသည်ပြင်သစ်ပြည်ကြီးကိုကယ်တင်မိတိုက်ပွဲတစ်ပွဲဟု သူယူဆနေသည်လွန်ရီမြစ်တစ်ဖက်ကမှဂျာမန်တွေကအမြောက်တွေနဲ့မြို့ကလေးကိုအဆက်မပြတ်ပစ်နေကြသည်မြို့ကလေးကဆုတ်ပြတ်တက်နေပြီဘုံကျဲလေရင်ပြန်ကြီးများကဘုံတွေဒရက်ဆက်ကျဲချနေသေးသည်ဘုံတံကြောင့်ရှေးဟောင်းပုံစံပြတ်သက်တွေဒူးရင်တွေနဲ့စောက်ထားသည့်ရှေးအိမ်ကြီးတွေပြိုလဲကြကုန်ကြသည်မြို့ကိုခုခံကာကွယ်နေသူများတွင်ရိတ်ခါမရှိတော့ပေစေဝါလည်းမရှိတော့ကြည်စံမရှိတော့ပြင်သစ်အမြောက်များမှာအတန်တိတ်နေကြပြီစက်တနံများနဲ့ပြစ်ခတ်နေသည့်အတွက်ကြောင့်သာလျှင် ရန်သူတို့အနာမကန်နိုင်ပဲဖြစ်နေကြခြင်းဖြစ်သည်ဒုတိယမြောက်နေ့တွင်နှစ်ဖက်စလုံးမှာအတန်တိတ်နေကြသည်ဂျူကိန်းနှင့်တက်ချက်ကြီးမိုင်လော့တို့သည်တင်းမော့စိတ်ကိုမျက်နှာမူနေသည့်အင်္ဂလိပ်တစ်လုံးထဲတွင်ညစာစားနေကြသည်စစ်သားများကပေါမုံနှင့်ဝက်ဥကြောင်အချို့လာပေးသွားကြသောကြောင့်ဖြစ်သည်သူတို့နှစ်ယောက်သည်ရသည်မအစားကလေးကိုအားရပါရဝါနေကြသည်သူတို့ဝါတန်သည်ထူးခြားသည့်တိတ်ဆိတ်မှုတွေတွင်စိတ်သက်သာမှုကိုပေးနေသည့်ပဲ့တင်တန်တစ်ခုနှင့်တူနေသည်ပဒင်းပေါက်တွင်တဲအိတ်ကာထားသဖြင့်အခန်းကလေးကမှောင်ပြပြ ပရီဘောကများကရှေ့ခေတ်ကိုအောက်မေ့စရာပန်းရောင်တိုက်ကြဖရုပ်ကလေးတွေရေးထားသည့်တဖိရေပကံစုံများကနေရန်ပေးရကြောင်းရင်ထဲတွင်အစီအစီရှိလျက်ကျမ်းမြင်ပေါ်တွင် secret တို့များတန်ဘူးလက်များစုပ်ဖြဲထားသည့်စက်ကူများကပွားလျက်တစ်ဖက်ခန်းတွင်စစ်သားတွေနားနေကြသည်တယောက်ကရေဒီယိုဖွင့်လိုက်သည်ဝင်ကြီးတက်ဆာကဗော်ဒိုမြို့မှနေ၍အတန်လှည့်မိကွန်းပြောနေသည်အစိုးရအဖွဲ့သိဤဝင်ကြီးသည်တင်ကားများနှင့်မတိမပြောက်နိုင်သည့်ဝိညာဉ်အကြောင်းကိုဟောပြောနေပါဘကော ီငနေကြီးပစောက်ပိတ်ထားလိုက်စမှာကွာအလကားငနေကြီးဂျူကိန်းကပြောသည်တယောက်ကရေဒီယိုပြန်ပိတ်လိုက်သည်မောက်စိတ်ဖြူကလေးတွေတုံနှံ့နှံ့ပေါက်နေသည်တက်ကြက်ကြီးမိုင်းလောကဂျူကိန်းကိုမေးလိုက်သည်1936ခုနှစ်တုန်းကတော့ဦးလေးတို့လည်းဒီလူတွေအာဏာရအောင်လုပ်ပိတ်ခဲ့ကြတာမဟုတ်လားဦးလေးကသူတို့ဘက်ကလေဦးလေးဟာလူကောင်းလူရတယောက်ဆိုတာကျွန်တော်တို့သိပါတယ်ဒါပေမဲ့ကျွန်တော်နားမလဲတာကအေးငါကိုယ်တိုင်လည်းနားမလဲဝေဂျူကိန်းကဖြတ်ပြောသည်လောကကြီးကတော်တော်အကဲခါရခတ်တယ်ကွာ တခါတလေကြတော့အဖြူရောင်ဟာအနိုင်ဖြစ်ခြင်းဖြစ်သွားတယ်။အနိုင်ရောင်ကလည်းအဖြူရောင်ဖြစ်ခြင်းဖြစ်သွားတတ်တယ်။ဒီတော့တို့မျက်စိတွေကန်းကုန်ပြီလို့ထင်စရာပဲ။ဒါပေမဲ့မကန်းဘူးကွာ။ဒါတွေကိုမြင်လိုက်ရတော့တို့တွေတဖြည်းဖြည်းအမြင်မှန်ရလာကြတာပေါ့လေ။တို့ထဲမှာလည်းလူရိုးလူကောင်းတွေရှိပါတယ်ကွာ။ဥပမာဒီကောလိုလိုလူတွေ။အင်္ဂလိပ်ကလည်းအချော့ပေးမယ်လို့မထင်ပါဘူး။ဒါပေမဲ့တို့ရဲ့ဘွားကတော့ဂျူကိန်းကလက်ကိုရမ်းပြလိုက်သည်။တက်ချက်ကြီးကပြောသည်။ပြီးခဲ့တဲ့စတုန်းကကျွန်တော်အာရစစ်မျက်နှာကိုရောက်သွားတယ်ဗျ။မြို့ရဲလို့မရှိတော့ဘူး။အဆောက်အုံပြတ်တေးလောက်ပဲကျန်တော့တာ ခုတစ်ခေါက်လဲစစ်ကြီးစဖြစ်တော့ကျွန်တော်အားရကိုပြန်ရောက်သွားပြန်လေအယိုယိုလွန်ခဲ့တဲ့အနှစ်20အတွင်းအိမ်ကြီးပြန်ဆောက်ထားလိုက်ကြတာများနဲတာမဟုတ်ဘူးဘယ်ဂျီယန်စစ်နောက်ပိုင်းဆိုတော့မြို့တစ်မြို့လုံးငိန်တန်းလို့ဒီနေရာကိုစစ်ကြီးရောက်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူးလေဒါပေမဲ့ဘယ်နေမလဲဂျာမန်တွေရောက်လာတာပေါ့ကျွန်တော်တို့ပြန်ဆောက်လာတဲ့ခါလဲကြာောမြို့မှာအပျက်စီးတွေပဲကြံရိတ်ခဲတော့တယ်ဒီတစ်ခါလဲပြန်ပြီးတိဆောက်ကြအောင်ပါပဲဒီပျက်စီးတွေထဲမှာဘယ်နဲ့လို့ဆက်နေလို့ဖြစ်မလဲဗျာပြောင်းလဲအောင်တစ်ခုခုတော့လောက်ရမှာပေါ့ပြီးတော့ မင်းကကွန်မြူနက်လားဖြတ်မေးလိုက်သည်မဟုတ်ပါဘူးကျွန်တော်ကအကြောင်းစရာပါကျွန်တော်ဦးလေးကိုမဲမပေးခဲ့ပဲပြည်သူတပ်ဦးကိုမဲပေးခဲ့တယ်နိုင်ငံရေးကိုကျွန်တော်စိတ်မဝင်စားပါဘူးဒါပေမဲ့ခုတော့ကျွန်တော်အားလုံးကိုစိတ်ကုန်သွားပြီဘိုးကြီးဂရမီယာပြောတော့ကျွန်တော်ဟာပြင်သစ်လူမျိုးကောင်မဟုတ်ဘူးတဲ့ပြင်သစ်လူမျိုးဆိုတာစိတ်မပြတ်တတ်ရဘူးလေကျွန်တော်တို့တိုင်းပြည်ကဒီလိုပဲဖြစ်နေတော့မှလားဟင်ငါသာတိုက်ပွဲမှာကြာမသွားသေးဘူးဆိုရင်တော့ဒီတိုင်းမနေဘူးလို့ပဲဖြေရမှာပဲဒါပေမဲ့ခုတော့ငါမပြောချင်သေးဘူးကွာအချိန်ကြာသေးဘူးလေ ဘာလဲမင်းပြောချင်တာကျူကိန်းသည်စကလုံးရွေးနေသည်နဲ့ထက်အားနေသည်မင်းဆိုလိုချင်တာဒီမျိုးကိုဆက်လက်မကောက်ွက်ကျင်တော့ဘူးလို့ဆိုလိုချင်တာလားအဖြေပေးသည့်နေဖြင့်ရန်သူဘက်မှအမြောက်ကြီးစံတစ်ခုကျလာသည်တိတ်ဆိတ်မှုသည်ပြုတ်ကွဲသွားခဲ့ပြီတတရနေရင်တော့အဖြေထွက်သွားပြီဂျာမန်တို့ကတူဝမျိုးတဲ့သူဝင်လာကြတော့သည်လမ်းတစ်လျှောက်နဲ့တဲမော့စိတ်တွင်တိုက်ပွဲတွေဒရက်ဆပ်ဖြစ်နေသည်မိကိုများကြတွင်နေလုံးကြီးကမဲညက်လျက်မိလောင်သည့်အနံ့ကမှုန်ထူလျက် ဂျူကိန်းသည်ထခိုးကလေးတစ်ခုပဒင်းပေါက်တွင်ယက်နေသည်သူရှိရင်ကိုယ်ကောင်နေသည့်လမ်းကြားကလေးများနှင့်အုတ်ကြမြမိုးထားသည့်အိမ်များကိုမြင်ရသည်ဂျူကိန်းသည်တနက်ပြညံ့သူမဟုတ်သူကြီးပြင်းငယ်ရမြို့ကလေးတွင်ဖျားပွဲကျင်းပတိုင်းလေတနက်ပြပြိုင်ပွဲပါတတ်သည်လူကအယုတ်ဆိုးဆိုးစကားအထက်တစ်ဖြစ်သည်ဖြင့်မိမပိုးရရင်ကန့်ခေသူဖြစ်သည့်တိုင်တနက်ပြပြိုင်ပွဲတွင်မူဘိုးဆွဲခဲ့သူဖြစ်သည်ဘေးမှကြည့်သည့်ပြိတ္တကမှန်အောင်ပြစ်နိုင်ပါမလားဟုတန်တရားရှိကြသည်တို့ရရင်ပြစ်လိုက်တိုင်းမှန်သည်ကြီးလူငယ်ဘွားကဂုံယူလိုက်သည်ဖြစ်ချင်း ယခုဒီလောက်ဖြောင်းလိုက်သည့်သူ့လက်ကိုဒီတိုင်းထားရတော့မည်လောအဝေးတွင်ရှေ့သို့တက်လာနေသည့်ဂျာမန်များကိုမြင်နေရသည်အုတ်တိုင်းတစ်ခုကိုကတ်၍တန်းစီချီတက်လာကြခြင်းဖြစ်သည်လမ်းတစ်ဖက်တွင်စီပိုင်းတွေအိယာလိတ်တွေဇပွဲတွေကလတ်ထိုင်တွေစုပ်ပြီးလမ်းပိတ်ထားကြသည်ထို့စဉ်ပြစ်သစ်စစ်သားတယောက်ကိုမြင်လိုက်ရသည်တက်ကြကြီးမိုင်းလောဖြစ်သည်ဂျာမန်စစ်သားတွေစီကိုဘာကြောင်သွားနေသည်နည်းယူးများနေပင်တလို့တက်ကြကြီးသည်ရှေ့သို့ပြေးတက်သွားပြီးတုံငနဲ့ရက်လိုက်ကလက်ပြုံတစ်လုံးကိုပြစ်ထည့်လိုက်သည်ဂျာမန်၃ယောက်လဲကြသွားပြီး ကြံစစ်သားများနောက်သို့စုပ်ပြေးကြသည်ဂျူကိန်းဝမ်းသာလိုက်သည်မှာစိုးဝဲရမရှိတော့ဒါမှတက်ကြကြီးกว่าဆိုပြီးပင်ထအောင်မိသည် တက်ကြကြီးသည်မင်းတက်မိနေသူပမာမမာကြီးယက်နေသည်တနတ်တန်တစ်ချက်ပေါ်လာပြီးနောက်တက်ကြကြီးသည်လက်နှစ်ဖက်မြောက်လျက်လဲကြသွားတော့သည်ဂျာမန်များသည်ရှေ့သို့တက်လာကြပြန်သည်ဂျူကိန်းကတယောက်ပြီးတယောက်ပြစ်ချသည်ဂျာမန်တို့မခံနိုင်တော့တင်မော့စိတ်စီတို့ပြန်ပြေးကြတော့သည်နှစ်ဖူးပေါ်မှာချွေးသည့်ချွေးပေါက်တို့ကိုလက်ကင်ပွားဖြင့်တုပ်သည် ရေဘူးကိုယူလိုက်သည် ရင်ငတ်တီမှာကြာလာပြီပဒေပေါက်မှာရက်ကြည့်လိုက်ရင်သူ့ရိုင်ဖယ်တနက်ကိုစုပ်ကိုင်လိုက်သည်ဂျာမန်များကဒဇက်မိတ်များကိုခိုး၍တွားတက်လာကြသည် သူရှိရင်စပင်းနီနီနှင့်စစ်သားတယောက်သူတို့နေရာကိုပြန်လှန်ပစ်နေကြသည် နောက်ဆုံးတွင်ဂျူကိန်းကဂျာမန်ကိုပစ်ချလိုက်သည်အားလုံးတိတ်ဆိတ်လျက်အခန်းထဲသို့ဝင်လာသည့်ပြားထီကြီးတစ်ကောင်ကငင်းငွေစပွဲတဝီဝီမြည်နေသည်ဂျူကိန်းကရိုင်ဖယ်ကိုကောက်ကင်လိုက်သည်ဂျာမန်များကအမိုးများပေါ်သို့တက်လာကြသည်တနက်ကိုနှစ်ချက်ဆင်ပစ်လိုက်သည် တွေးချိန်စဉ်းစားချိန်ရသေးသည် ဒါ၉ရောင်မြောက်กว่าဆိုပြီးអော်သည် မဆုံးလိုက်យ៉ាងကြသွားတာတစ်ပင်ကြီးတစ်ပင်လို့ဟုံးငနေလဲကြသွားတော့သည်ဟုတ်ကဲ့ပါအခုလောအဆုံးထိလိုက်ပါနာဆင်ပေးကြတယ်ကလစ်ကပေါင်းနဲ့တော်လန်ပြည်သူပေါင်းတကူးတယောက်ချက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคနောက်ပိုင်းမှာပြန်ဆုံကြမယ်เนาะ